ချွေရုလွန်းလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုလည်းဖတ်ပြပေးခြင်းပါလေခင်ဗျာနာတော်တာဆင်ပေးကြပါအောင်ခင်ဗျာမူရည်ရင်ပတ်ကစီပါလေမောင်ကြီးတို့ပြောတဲ့ရွာဟုရှေးကဆိုခဲ့ကြသည့်အတိုင်းကျမတို့အညာမျိုးကလေးကတာယာပါသည်မူမြင့်ရရင်ကပတ်ကစီနေသည်မူရည်ဝင်လေဝင်းတွေကချွတ်မြမြစိမ့်နေသည်တစ်ချိန်သောအခါကတမျိုးတည်းမှတစ်ချောင်းတည်းရှိခဲ့သောမိခင်เจ้าတော်ကြီးမှာနှင်း90ပြည့်ရွှေတုတပင်ပွဲကျင်းပကြမည်ဟုပြောကြသည် ကျောင်းသားဟောင်းကြီးတွေကဥဆောင်၍ဆင်ရင်ကျင်းပကြမည်ဟုဆိုသည် ပြီးခင်ကျောင်းတော်ကြီးပညာနုတို့ကိုတောက်ဆုပ်ခဲ့ကြတော့တနေ့လုံးတစ်မြို့လုံးကကျောင်းသူကျောင်းသားဟောင်းတွေအုံအုံကြက်ကြက်ဖြစ်လာကြသည်ငယ်မူငယ်တွေပိဋိအတွေးတွေနဲ့ပျော်နေကြသည်ကျောင်းချွေရတုပဲဆိုရင်ကျမလုံးသဘောကျပါသည်တကြီးရွယ်ဦးဆရာဆရာမကြီးများကိုလည်းပူဇော်ကြတော့ရသည်ကျောင်းနေပဲတငယ်ချင်းဟောင်းတို့နဲ့လည်းပြန်ဆောင်ရသည်ကျောင်းသားတိကလေးတွေနဲ့လည်းတထွေးတစ်ပိုက်ခင်မင်ရသည် အမိမြေအမိအကြောင်းကိုချဲ့ရခြင်းသည်တိုင်းချစ်ပြေချစ်မျိုးချစ်စေအခြေခံမဟုတ်ပါလော့ကျမသည်ငယ်စဉ်ကအကြောင်းများကိုတတိတတန်းပြန်တွေးနေမိသည်ထညခဲကလေးငုံထားရသလိုချွတ်ချွတ်များများလေးအရသာရှိပါ၏ငယ်စဉ်ကအကြောင်းရင်ပြင်မှာဖန်ခုံတန်းဇေခတ်တန်းကြက်ခွတ်တန်းရီထိုးတန်းကစားခဲ့ကြသည်မုံတူဝေစားခဲ့ကြသည်တခါတည်းရန်ရန်ဖြစ်ကြတော့ဆရာကကြိမ်လုံးနှင့်ဆော်လေပျော်ပါ၏ကောင်းပါ၏အထက်တန်းစဉ်ရောက်လာတော့ ်ဗောလီဘောပုတ်ရသည်ဘတ်စကတ်ဘောကစားရသည် စာရီအတူပြန်ချက်ခဲ့ကြရသည်နောက်ဆုံးတော့သူ့အကြောင်းကစွတ်တူ၍ဝင်လာသည် မတွေးချင်၍မဖြစ်နှလုံးသားထဲမှာတက်ခံကရှိနေ၍မိုးတန်ကြလျင်စပားဝင်ကလေးတွေပေါက်လာသည်နှဲပင်အော်မိခင်ကျောင်းတော်ကြီးတွေပင်ရွှေရတုတိုင်ခဲ့ပါပြီကောသူနှင့်ကျမတက်တူရွယ်တူငယ်စဉ်ကပင်ကျောင်းနေပဲတောင်းတူသွားအတူစားပဲမူလာလင်းဆင်ဘွားကယောက်ျားလေးမိန်းကလေးတိတ်မခွဲအတူကစားသည် ရီထိုးတန်းတုထိုးတန်းထုတ်တိုးတန်းပြေးတန်းလိုက်တန်းအားချင်းကအတူတူဘယ်သူမှပုံမထားမုံစားတော့လည်းအတူတူလူစားဖို့လည်းဝန်မလေးသူ့အိမ်နဲ့ကျမအိမ်ကမဝေးလားလှမ်းမြင်နေရသည်သူမိဘနဲ့ကျမမိဘများကလည်းခင်မင်ကျွမ်းဝင်ရင်းရှိကြသည်ဆွေမျိုးတွေလိုတင်းတင်းနှီးနေခဲ့ကြသည်စီချိုးကြက်တောင်မမင်းအောင်နဲ့ဘိုကေရှိတူကိုကျွတ်တို့အွယ်ကចောင်းတူတူသွားခဲ့ကြသည်ចောင်းပြန်မိုးရွာတော့ជីတူတူဆောင်းခဲ့ကြသည် ကိုယ်တန်းဆယ်တန်းရောက်လာတော့တယောက်ကိုတယောက်ဟန့်လာကြပြီရှက်ကိုရှက်ကန်ဖြစ်လာကြပြီ အရွယ်ကစကားပြောလာပြီဖြစ်သည်သူကဘိုးကြီးကိုကြော့နေအောင်ဖိအိ၍စတစ်ကော်လာအင်ဂျင်နဲ့ပြူပြိုကြီးပုံဖမ်းနေပြီကျမကလည်းစမိတ်ပြင်ဆန်ရင်ချနိုင်လုံအင်ဂျင်လှလှလေးတွေနဲ့အလှပြင်နေပါပြီကြောင်းအတူတူမသွားဖြစ်ကြတော့သူကသူ့တငယ်ချင်းတွေနဲ့သွားတယ်လို့ကျမကလည်းကိုပေါင်းတဲ့နဲ့ကိုသွားသည်စိတ်ချင်းကတော့မကွဲသေးတယောက်ကိုတယောက်အရေးကြီးကြီးအကဲတစ်ခက်ခက်နေမယ် သူ့အကြောင်းကိုအမုန်းတင်ပြောလွန်သောအတန်းတွေကခင်မြဝင်းကိုကျမစိတ်ထဲကမကျေနပ်တလူလူရှိမိသည်အတန်းထဲမှာကျမတခြားယောက်ျားလေးတွေနဲ့ဇကာပြောလိသူကြိုက်ပုံမရသူမျက်နာကိုလှမ်းကြည့်ုံနဲ့ကျမသိပါသည်ကျမတို့အိမ်ကိုသူမကြာခဏအလဲလာတတ်သည်အဖေမေတို့ရှိမှတော့စာကြောင်းပေအကြောင်းကိုပြောတတ်သည်တင်းလေးတင်းချာလေးတွေ့ပြီပြီလားဆရာကအရိုက်ကြမ်းနေတော့ငင်းနေတာနဲ့တင်းချာပဲနှုတ်အတွက်ခိုင်းလိုက်တယ်ဆိုတာသိရဲ့လားမတွေ့တတ်ရင်လေငါထဲကကူချာ အမေဝေထွန်းအိမ်လာပြီးအတို့ထောင်လုပ်မနေနဲ့ငါကနင့်ထက်ဝိရိယကောင်းတယ်အားလုံးပြီးနေပြီနင်းသားကဗျာမပြတ်နိုင်လို့အတိခံရတာငါမပြောလိုက်ချင်ဘူးအေးဟာတလုံးနှလုံးထစ်တာနဲ့ဆရာမတီးတော့တာပဲတီးမှာပေါ့စားကြက်တယ်ဆိုတာကျင့်ညက်နေမှာပေါ့ကြောင်မစွန်စားကြွတ်ကြွဝါသူလို့ဆိုရဲမဟုတ်လားကောင်းပါပြီမြန်မာသားဂုံတို့ရှင်ကြီးရဲ့သူ့အိမ်ကိုအိမ်ဝင်ထွက်သွားလာရင်ဖြစ်မင်းဆယ်တန်းဆောင်မွေးကြီးကနီးလာတော့သည်တဘာမှုမှုမင်းလွင်ဦးတို့တိုင်ခဲ့ပြီပြောဝါကြွေမြေမာတက်ပြီး အဝေါငှက်တို့ဤဒေတံကလည်းလမ်းမောပွဲပင်ကျောင်းတော်ကြီးကလည်းပိတ်တော့မည်တီချိန်ဒီရွယ်စိတ်တွေကလည်းဘယ်ညာလူးနေသည်မဟုတ်ပါလားနေ့လေခင်ကျောင်းသားချင်းသူကျမအနီးတို့ရောက်လာသည်တင်းလေးနေ့ကိုအောင်တန်းရစာပေးတယ်ဆိုနတ်ဘူးတို့တုံတုံရင်ရင်အတန်ဖြစ်လာမင်းနေသည်အေးဟုတ်တယ်ပြန်ပေးလိုက်ဒီကောင်လူဘာဝလို့ဝေထုံးဤမျက်နှာမှာစိုးရိမ်စိတ်နှမျောစိတ်မနာလိုစိတ်တွေနဲ့ရောနေသည်သူ့အတန်ကတုံနေသည်ကျမကအတန်ခတ်အုပ်အုပ်ကလေးနဲ့ ခစ်ခနဲရေလိုက်သည်ပြီးမှဘာပြန်ပြေးစရာလိုလဲသူပေးကလေးကငါမှလက်မခံခဲ့တာဝေထွန်းသည်ချက်ကိုချက်ကန်းနှင့်ပြန်လှည့်ထွက်သည်အပြုတ်ပေါ်ဝင်လာပြီဖြစ်တော့ကျမ၏စိတ်ထဲမှာတမျိုးခံစားလိုက်မိပါသည်အစုံတစ်ခုကိုလည်းသိစားလိုက်မိပါသည်ဝေထွန်းကျမကိုစိတ်ဝင်စားနေပြီကိုဖြစ်သည် တက္ကသိုလ်ရောက်တော့အတူတူသူကစက်မှုတက္ကသိုလ်မှာတက်ခွင့်ရသည် ကျမကတော့ပညာရေးတက္ကသိုလ်တက်ခဲ့သည်တမျိုးတည်းနေတေးရဲတော့ကြောင်နဲ့ထွက်ခဲ့သူများဖြစ်ပြီးငယ်ပေါင်းကြီးပေါ် တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဖြစ်ကြရပြန်ပြီ။ဝေထုံးကကျမအဆောင်တို့မကြခဏရောက်လာတတ်ပါသည်။အစကတော့မြို့ကကျောင်းနေပဲတငယ်ချင်းတယောက်နှစ်ယောက်ပါလာတတ်သည်။နောက်တော့သူတယောက်တည်းလာတတ်သည်။ပါလာချိန်မှာဧည့်သည်လာသည်ဆိုရွအစင်းလိုက်လျင်မင်းကြီးသားကိုအမြဲတွေ့ရသည်။ပါလာအခန်းမှာဆုံမိကြလျင်ငယ်ကျိုးငယ်နာတွေပြောရသည်။ရှေးအောင်နှောင်းပြစ်တွေပြောရ၏။တငင်းတွေ့ကြုံတွေကိုလည်းအင်းတော့ဖလဲရသည်။ကြတော့လေကျမကပင်သူ့ကိုမျှော်နေမိတယ်လို့ရှိ၏။ လာပါတော့ခါခါနော်မာလာဖို့ကျိုးတဲ့လေးနာကြီးထိုးပြီထိုးပြီဟုတဆောင်နေနေတငငချင်းများကပင်နောက်တောက်တောက်ပြောင်တောင်တောင်လှုပ်နေကြပြီတခုသောညနေခင်းမှာတော့ဝေထွန်းကစကားအဆန်းနေပြောလာသည်တင်းလေးရေငငယ်လေးတွေကတွေ့မိတဲ့တန်ရောစဉ်ခုတော့တင်းလေးကိုမမြင်ရမနေနိုင်အောင်ချစ်မိပြီကို့ဘဝအဖို့မဖြစ်လေရည်ရွယ်မိပါပြီဒါဝမင်းလက်ကန်စဉ်းစားကြည့်ချင်ပါတယ်ကျမရင်ထဲမှာနှွေးကနေဖြစ်သွားပါသည်ခေါင်းတစ်ပန်းကြီး၍တုံလှုပ်သွားမိပါသည် မနေ့အိန္ဒြေဆက်ထားရပါသည်သူ့ပြောကိုကြားလိုက်ရပြီ ကျမငြိမ်နေလိုက်ပြီပါသည်ထက်၍မိတော်သူ့အမေကိုဘာမှမပြေကျမခေါင်းမငြိမ်မိပါတို့တော့ခေါင်းလေးမခါမိခဲ့ပါပြန်မာတို့ဝေထွန်းရဲ့ဝေထွန်းသည်လေးကန်သောခြေလမ်းများနှင့်ပါလာကမ်းမှထွက်သွားသည်ကျမလည်းအဆောင်ပေါ်သို့အပြေးကလေးတက်ကခန်းတကားကိုပိတ်၍အိယာထဲမှလှဲနေခဲ့မိသည်ခြေရီခင်ရီအိမ်တော်ရေးဆိုသည်မှာအချိန်ယူစဉ်းစားနိုင်မှတော်ကကြမည်ရှေးကမြန်မာတို့သည်အိမ်တော်ဘက်ရွေးရ၌ သုံးနှစ်သုံးမိုးလေးလာအကဲခန့်ပြီးမှထိမ်းမြန်လက်ထက်ခဲ့ကြသည်သူဖြစ်၍လေရိုးပြမြေဝဲမြည်သည့်တိုင်ပေါင်းဖော်ခဲ့ကြသည် ကုံသွဲလေလုံးတာမွေးရှင်ပြုဓာတ်ဒီចောင်းဆောက်ဖြင့်မြမလူအဖွဲ့ကြီးကိုထိမ်းချောင်းခဲ့ကြသည်ယခုခါလေအခြေရေးအခြေရာမှာလုံလောက်သောအချိန်ယူ၍စဉ်းစားကြမှတော်မည်ဟုကျမယုံကြည်ပါသည်ဘဝကိုဆုံးဖြတ်ပေးမည်စာမေးဝဲအောင်ဖို့ကလည်းအရေးကြီးသေးသည်จิตတာပဒနာဟုဆိုကြတော့လေจิตတာလေးတစ်ခုနှင့်တော့မပြီးသေးဘဝရေးရာကလည်း တွေးစရာတွေအများကြီးရှိသေးသည်ထိုစဉ်ကကျမမှာအိတ်မပြောသောစိတ်တဆညအများရှိခဲ့ပါသည်အချစ်ကိုပေါ့ပေါ့မတွေ့ဘဝနှင့်ရှင်၍အလေးနဲ့တွေးခဲ့ပါသည်ဝေထုံးကကျမနှင့်တမျိုးတည်းနေတရေတဲတောင်ငယ်ပေါင်းကြီးပေါ်တွေဖြစ်သည်ကတကြောင်နှစ်ဖက်မိဘမျိုးရိုးပြဿနာတစုံတရာမရှိသည်ကတကြောင်သူ၏ယောက်ျားကောင်းပြီးသားသောဥပရိယုတ်စိတ်နေစိတ်ထားနှင့်စွမ်းရည်ကိုသိမြင်ရသည်ကတကြောင်စသည်တို့ကြောင့်ကျမကောင်းငင်ခဲ့ရပါသည် သူနှင်းကျမတက္ကသိုလ်နယ်မြေမှာမြစ်တာစကားတွေဆိုခဲ့ကြသည်တတွေတွေမခွဲပေတစ္ဆာစုတွေပန်ခဲ့ကြသည်အင်းရယရနာကန်တော်သားမှာပြပြလေးလေးတိုင်းပေါင်မင်ဖွဲ့တယ်လို့စကားတွေဖောင်ဖွဲ့မှားတမ်းတွေတောင်ခြိခဲ့ကြသည်တချင်းတွေဆိုချစ်တင်းတွေပို့ခဲ့ကြသည်စိမ်မန်းတွေမြေမှာလူ၍ကန်းကိုပန်းတွေဖူးပွင့်သောတက္ကသိုလ်နယ်မြေမှာပါရှေ့ရရှေ့ရှေ့အင်းရမြေမှာကန်းကိုပန်းတွေ၅ချိန်ပွင့်ခဲ့ပြီဒီပေဆိုသောအသက်ပိုင်းကစကားတွေပြောလာပြီး မတက်ကတူနောက်ဆုံးနှစ်ရောက်တော့သူကလက်ထပ်ဖို့စကားတွေပြောလာပြီဘဝစီမံကိန်းတွေသူကချလာပြီသူပြောသမျှကိုကျမနားထောင်ပါသည်နားထောင်ရင်ကြောက်ခဲလေးများကိုကံရည်ပြင်တို့ပြစ်ချလိုက်တော့ခါတိုင်းကြီးလေးတွေထလာသလိုကျမရင်ထဲမှာလေဘဝအတွေ့လိုင်းကြီးတွေထနေပါသည်သူဘဝစီမံကိန်းမြတ်တာတိုင်းပြီမှာသူကတစ္ဆာရှင်ဘရင်တစုဖြစ်ပြီ ကျမကဒေဝီဘွဲခံပင်နိုင်ဆန်းဟုပြောနေတတ်ပါသည်ဒီစင်မာလာဤတခုသောနနေခင်းမှာတော့ ကျမအခန်းသို့ကျင်းတန်းစာရဆောင်ရောက်လာသည်။ကံကျမလှည့်ပြောင်းတစ်ခုကို ကျမကြုံရပြီ။အဖေအသေးတန်ဖြစ်အမြန်လာဟူ၍ဖြစ်ပါသည်။ကျမမျိုးကိုပြန်ရောက်တော့အဖေဆုံးရှာပြီ။ကျမဘဝမှာရွှေတောင်ကြီးပြိုပြီးနေမင်းလဲကွဲပါပြီ။ကျမချုံပွဲချငိုကြွေးခဲ့ရပါသည်။စာမီးပွဲဆက်ပြေခြင်းစိတ်မရှိ။အပြန်ညင်ပြန်ညင်နေတာအချောင်းကိုပြန်ခဲ့ရသည်။အဖေကိုလွမ်းနေသေးမှာပဲ။အမေကိုတနာလာမိသည်။အမေခမမဟုတ်ဆုံးမတူအနေနဲ့ဘဝကိုရုန်းကန်ရရှာတော့သည် ကျမအောင်အရွယ်မရောက်နုနဲ့မစင်သေးတော့လူမမေညမ၃ယောက်ရှိသေးသည်ကျမကအကြီးဆုံးသမီးကျမသာဖေးမမကူလျင်အမေဒုက္ခရောက်ရှာတော့မည်အလေတမ်းမြဆရာမလာသာလေးနေဘယ်လိုမှမဖြစ်ဘုစုခရုလေးတွေလူလားမြောက်အောင်ပညာသင်ပေးဖို့ကရှိသေးသည်ရင်းနှင်းငားငယ်ပမာဖြစ်နေကြတော့ဤကလေးတွေကိုစွန့်ခွာထွက်သွားရင်ဘယ်နည်းနဲ့မှမဖြစ်နိုင်မိမိจิตုနှင့်လက်တွဲ၍ကိုယ်လံကိုလျှောက်ဖို့ဆိုဒီမှာအကျဉ်းနာမဲ့ဆုံးလုံးရဖြစ်ပါလိမ့်မည် အမေကိုဖေးမှာညီမငယ်တွေကိုလက်တွဲပြီးခက်ခဲသောဘဝလမ်းကိုရှောက်ဖို့သာကျမရေရေဆုံးဖြတ်ခဲ့ပါသည်နောက်ဆုံးဆောင်းမွေးဖြည့်ပြီးအိမ်ပြန်မှုတည့်ရဲ့လူမှာတော့သူကျမအဆောင်ပါလာခမ်းမှာလာတွေ့ပါသည်အဖေကိစ္စရောဆောင်းမွေးဖြည့်တာနဲ့ရောတင်းလေးနေနေတော့ပိန်သွားတယ်တော့ဟုတ်တယ်စိတ်ရောလူရောတိတ်ပင်ပန်းလွန်းလာပါတယ်ကျမစိတ်မရှင်လမ်းမှန်းသိ၍သူစကားတွေအကောင်းဆုံးစူးစမ်းပြောနေပါသည်သူလုံကင်းပါလာပါသည်ကျမစိတ်ပြောင်းသွားအောင်စကားလမ်းကြောင်းတွေ အမျိုးမျိုးလွှဲပြောင်းပြောနေသည်ချေအောင်တော်မြစ်ကလေးတွေပြောသည်စိတ်ဝင်စားစရာသူ့တွေ့ကြုံလေးတွေပြောသည်မရေချင်တော်လဲပြုံးလာအောင်ရေစရာမောစရာလေးတွေပြောသည်ကျမဝါဒနာပါသည်ညမခိတအကြောင်းလေးတွေသူပြောပြသည်တိုင်ထိတ်ခေါင်တင်ဘောလေတချင်းတွေနဲ့ရေညမုံပပြူအကြောင်းတွေကိုသူကပြောပြနေပြန်သည်သူနှင့်စကားလက်ဆုံးကြားရတော့လေကျမစိတ်သက်သာတယ်လို့လို့ရှိသည်အနောက်ဖက်သို့နေဝင်တော်မြည်နေလုံးနေစားပြုပြီးပါလာချိန်လေးပိတ်ခန့်ဤလာပြီဖြစ်သည် ဒီခါမှသူကလေတန်အေးအေးလေးဖြင့်ဒါထက်တင်လေးရဲ့ကျောင်းနေပိတ်ပြီးတော့အလုပ်တွေဝင်တော့တို့တို့တွေကိုလန်းကိုလျှောက်ရတော့မယ်တခုတော့မေးပြရစီတင်လေးရဲ့လှုပ်လက်ထဖို့ကိစ္စကိုဘယ်တော့လောက်စီစဉ်ကြမလဲကျမဘာမှပြန်မပြောမိချက်ကောင်းအခုခံလိုက်ရတော့ချက်ဖကြီးလို့ငိုင်သွားမိသည် အတန်ကြာမှကျမရင်ထဲကသကလုံးများကိုမနေအာယူ၍ပြောလိုက်ရပါသည်ဝေထွန်းရဲ့ငါ့မှာတနာစရာကောင်းတဲ့အမေနဲ့အားငယ်နေတဲ့ညီမလေးတွေရှိသေးတယ် ငါယုံရပါအောင်မယ်ဘယ်တော့လက်ထက်မယ်ဆိုတော့ငါမပြောနိုင်သေးတာအမှန်ပဲသူငိုင်ကြသွားပါသည်သူမျက်နှာလေးညှို့ယော်နေပါသည် သူတပြင်းရှည်ကြီးများကသာသူမှုတ်ထုတ်နေပါသည်ငါ့ကိုစောင့်နိုင်ရင်လည်းစောင့်ပါမစောင့်နိုင်ရင်လည်းသူကကျမပါဇက်ကိုလှမ်းပိတ်လိုက်ပါသည်ထိုနေ့ကကျမတို့နေရာထဲစကားတွေအများကြီးပြောခဲ့တဲ့နေ့ပါအဖေသာရှိရင်ဘလောက်ပီတိတွေဖြစ်နေမည်မသိ။ကျမအထက်တန်းမြဆရာမအဖြစ်စတင်မှုထမ်းရသောအခါပထမဆုံးထုတ်ရသောလစာကို အားလုံးအမေလက်ကိုအပ်လိုက်သည်အမေလက်တွေကတုံရင်နေ၏သူ့အတန်ကလည်းတုံရင်နေသည်ဝန်းသာလွန်၍ညည်များဖြင့်လေနေရှာသည်တာလူွယ်တာလူတာလူမိဘကိုလှုပ်ကြွေးတဲ့ငါသမီးကြီးကျမ်းမာပါစီချမ်းသာပါစီဘဝမှာတိုးတက်အောင်မြင်ပါစေတော့အမေဘာမှမပူနဲ့အမေကိုသမီးတက်တလုံးလှုပ်ကြွေးမှာပါအရွယ်မရောက်သေးတဲ့ညီမငယ်လေးတွေကိုလည်းသမီးပြုစုပြုထောင်ပေးမှာပါအမေရဲ့ အမေနဘေးတွင်အစီအီထန်၍ငေးကြည့်နေကြသောညီမငယ်ကလေးများကိုကျမပို့၍တနာလာသည်တို့ဖြစ်၍ပင်မိမိဆုံးဖြတ်ချက်ကိုပုံမခိုင်မအောင်ချလိုက်ပါသည်ငယ်ငယ်တုန်းကလိုအမေရင်ခွင်မှာကျမခိုဝင်လိုက်ပါ၏အမေကကျမပခုံးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်သည်ခဏကြာမှကျမနှဖူးဆန်းစားကလေးများကို ပင့်ကနမ်းလိုက်သည်အမေ၏မြစ်တာအရသာကိုခံစားလိုက်ရပါသည်အဖေသမီးပြီးပြီကျမကအเจ้าမှာစူးစမ်း၍အလုပ်လုပ်ပါသည်စာသင်ရမှမကြောက် ကျောင်းလုပ်ငန်းတွေလုပ်ရမှာမပြင်းကိုမျိုးကိုကျောင်းမှာထက်တန်းကြဆရာမလေးလုပ်ရသည်ကိုပြောပါသည်အမေအိမ်လေးကလည်းပြန်လဲစုပြေးလာပါသည်ညီမငယ်တွေကလည်းတူတာဝန်ခွတ်တာဝန်နဲ့အိမ်မှာအလုပ်လုပ်ကြသည်အဖေရှိလျင်ပို၍ရောကြကောင်းမြည်ဟုတန်တာမိတော်လေအမေဤအုတ်ထင်းမှုအောင်မှာကျမတို့ညွန်ွေထွေထွေရှိခဲ့ကြသည်ကျမအထက်တန်းမြဆရာမဘဝနှင့်ပင်အမှုထမ်းနေခြင်းမှာပင်ဝေထွန်းတယောက်စက်မှုအင်ဂျင်နီယာတာဝန်ထမ်းဆောင်ရင်းမျိုးသမီးတို့နှင့် လက်ထက်သွားပြီဟုတိလာရသည်။ကျမ၏ရင်ထဲတွင်ဟာကနေဖြစ်သွားသည်။စိတ်ထဲတွင်ဝေဒနာတစ်မျိုးကို ခံစားလိုက်ရပါသည်။မိကချစ်အနှစ်တရားဟုသောဆိုရိုးစကားကိုကျမခံစားမိပါသည်။ချစ်သူတိုင်းလည်းမညာဆိုသောစကားကိုလည်းနားလေလိုက်ပါသည်။အခြေအနေမပေအနေဝေးကြ၍ကျင်းနာထောက်ထားစရာတွေကင်းလာသောအခါအတိတ်ကဂရီစကားလှလှလေးတို့သည်ပြည့်ရင်းပြောက်ွယ်ရသည်သာဖြစ်ပါ၏။ကိုထိုင်နေကိုကံကိုသာခံရပါမည်။ ခြေချင်းနှင့်ကြွေခွင်းရခြင်းဒုက္ခဟုသည်၍ကိုပြစ္ဆုတ်ပံမှာကျမအတွက်သာဖြစ်ပါတော့သည်ထက်တမ်းမြတ်ဆရာမလုတ်တဲ့အတော်ရလာတော့အလေတန်းကြောင့်အုပ်အလေတန်းကြောင့်အုပ်တာဝန်တွေကိုတိုးမြင့်ထမ်းဆောင်ရင်ကျမထားရနိဆရာသွားဖြစ်ခဲ့ရပါသည်တခုသောမျိုးတခုသောအခမ်းအနားမှာမမျှော်လင့်မဲ့သူနှင့်တင်ကဆုံခဲ့ရသည်သူကခေါင်းကလေးငုံကစိတ်မချမ်းမြေသောမျက်နှာနှင့်ဒေချိုကလေးတွေးကကျမကိုစကားကြီးပြောလာသည်မလွဲမဆောင်သောအခြေအနေတည်းအကြောင်းကိုလက်ထပ်လိုက်ရပါပြီခွင့်လွတ်ပါလို့ မင်းကိုအနုညွတ်တောင်းပန်ပါလေကို့ဘဝမှာမင်းကိုဘယ်တော့မှမမေ့ဘူးဆိုတာမင်းယုံပါကျမဒီအတန်ခတ်အုပ်အုပ်ကလေးနဲ့ရေလိုက်သည်ပြီးမှဝေထွန်းရဲ့နင်းနေငါရဲ့ဇလန်းကပြီးသွားပါပြီပြီးဖုံးကားလည်းချလိုက်ပြီကို့လန်းကို၆ကြောက်ယုံပါပဲခုဆိုကကျမထိုင်ရမှထပြန်ခဲ့ပါသည်ကျမအလေတန်းကျောင်းအုပ်ဘဝရောက်တော့အခါအမေကပင်စင်ငိမ့်စားอยู่သည် အမေကစိတ်သက်ကြသွားဟန်ရှိ၏အမေကိုတိူတရအားပေးရသည်အမငယ်ပါနဲ့အမေရဲ့ အမေနဲ့ညီမလေးတွေနဲ့ကိုကျမတသက်လုံးလောက်ကင်ကျွေးမွေးမှာပါကျမကိုစိမ့်စိမ့်ကြည့်၍အမေမျက်ရည်ဝိုင်းနေသည်ကျမမြင့်တာဇလန်းကိုအမေတိတန်တလောက်တိပါသည်တို့တော့မချစ်တင်ခဲနှင့်မတိဟန်ပြုတ်နေရှာတော့အမေငါသမီးကသမီးကြီးပြတာပါပဲကွယ်မိသားစုအပေါ်တိတယ်လုံးမလေးခုအမေကမကြာခဏပြောတတ်သည်ထိုနှစ်မှာပင်အမေနှင့်မိသားစုအတွက်အိမ်အစ်စ်ကလေးပြန်ဆောက်ပေးလိုက်သည်အတက်ကြီးသောမိအတွက်တိတန်ဖျားကန်တခန်းထည့်ပေးထားသည်ကျမအထက်တန်းကျောင်းကို မြို့နယ်ပညာရေးမှုတိုင်းပညာရေးမှုတာဝန်တွေထမ်းဆောင်ရင်ရွေးကပြန်လာတိုင်းအမေဖျားကမ်းမှာအမေကိုခက်မိပြီလေထားရင်အမေနဲ့စကားတွေပြောရသည်ကိုပင်နှစ်သိမ့်ကြည်နူးနေမိပါသည်စိတ်ချမ်းမြေ့လာပါသည်နောက်ဆုံးတော့အမေယူရသောအနန်းလေးကိုရတတ်မြဲဖြစ်ပါသည်မိခင်ကျောင်းတော်ကြီးရွှေတုတပင်ပွဲကနီးလာပြီဖြစ်၍ကျောင်းသားတေကျောင်းသားဟောင်းတွေနုံနုံကြကြရှိလာကြသည်ပြာပန်းခတ်သလိုလှုပ်ရှားနေကြသည် ကျမလေးကျောင်းသားဟောင်းတူအနေနဲ့ကျောင်းကျောင်းကိုစဉ်းစားရင်သူ့ကျောင်းတွေကရှက်နေရပါလာသည်ရွှေရုအလွမ်းဆက်မှာမျောနေမိသည်ရွှေရုကျင်းပရေးကျောင်းသားဟောင်းတွေအိမ်ထဲကိုဝင်လာကြမှအတွေ့လက်ဆကပြတ်သွားသည်ကျောင်းသားဟောင်းကျောင်းသားတစ်ဆယောက်လောက်ရောက်လာကြသည်သူတို့ကြည့်ရသည်မှာပျော်နေသည်သူတို့မျက်နှာများကဆွေစုံမျိုးစုံကျူနေယုံသောလူပဲတစ်ခုမှတွေ့ရသလိုရှင်ရှင်ဝေနေသည်ယောက်ျားလေးတွေရောမိန်းကလေးတွေပါစုံသည် ညီကောင်မောင်နှမတွေတို့စွတ်စွတ်စီစီပျော်ပျော်ပါပါတွေ့ရသည်ချောင်းရွှေရုပ်ဘွေပဏမအကျိုးဆက်ပင်ဖြစ်ပါသည်ချောင်းရွှေရုပ်ဘွေကဘာတွေပါတော့ဟဲ့ငါ့ကိုပြောကြပါဦးရွှေရုပ်ဘွေကဒီဇင်ဘာနောက်ဆုံးသတင်းပတ်စမယ်ဖွင့်ပွဲအခမ်းအနားပါမယ်ဆရာကတော့ဝယ်ပါမယ်မိစုံစာခွဲကျင်းပါမယ်ဖြိုပြီးရေးလဲပါမယ်ပညာရေးကျိုးငွေပရီတပင်စိုက်တူဝယ်ပါမယ်ရွှေရုပ်မဂဇင်းထုတ်မယ်ဆရာမတိတ်ဆုံတာပဲနော်တို့မြို့တို့ကြောင့်ကတိတ်တော်တာပဲဟုတ်တယ်ဆရာမ ဆာမကြီးကိုဗန္နာငွေရှာဖွေရေးအခွဲကလှူခံလာလိမ့်မယ်။ထဲ့မှာပေါ့တော့ဘယ်လောက်ထဲ့မှာတော့အများကြီးထဲ့မှာပေါ့တော့ဆာမကတတိပဲကျွန်တော်တို့ကတော့ပြန်ကြားရေးနဲ့ဖြောပြေးဆက်ကော်မတီကပါဆာမကြီးစီလာတာကတော့မဂ္ဂဇင်းမှာစာတစ်ပုဒ်လောက်ချိမြင့်မအောင်လို့လာပြောတာပါဒါလေးရေးပေးမှာပေါ့ဘာရေးမှာတော့ဆာမရဲ့ကျမတို့အတန်ငယ်စဉ်းစားဟန်ပြုတ်ပြီးမှသူတို့ကိုပြောလိုက်သည်အခြေဝတ္ထုသူတို့တွေအားလုံးပွဲကြသွားကြသည် ဆရာမကကျွန်တော်တို့ကိုစာသင်တော့ငတဲ့ကတချင်းအဆိုကောင်းတယ်ကျွန်တော်တို့ဖြောပြေးအဖွဲကိုလည်းအားပေးပါဦးငါလုံးပစင်ယူဖို့နီးနေပြီဒီရွေကြီးကြမှာမဆိုချင်ပါဘူးခဲ့တီချေရလေကျမတို့ကြောင်းသားတော့အတန်ထဲမှာတီချေရတချင်းဆူဆူပြတာလीကျမတို့သိတဲ့ဘောကြတယ်အခုလည်းဆိုပါအောင်တီချေခက်သက်သက်တပည့်မလေးတို့ကပြောနေသည်ဟိုတုန်းကကြောင်းပရိတာကာဝဲတွေမှာနေရာတကာပါခဲ့တော့ဝါဒနာဦးကြောင်းသားတို့ကလည်းကျွန်တော်တို့ဆရာမအတန်လေးကောင်းနေရုပ်လေချောတယ်အသက်ကြီးပင်မပြည့်စည်သေးပါဘူး ကိုရဲ့နဲ့ကိုဆက်ကိုเจ้าတော်နဲ့ကိုပေါင်းဖော်ပဲဆံမရေတပွဲလောက်တော့နှွှဲလိုက်ပါအောင်ညီတို့ပြောကောင်းတာနဲ့ငါတို့တချင်းဆိုရတော့မှာပဲခေဟောင်းတချင်းပဲဆိုမှနော်ဟုတ်ပြီဒါမှတို့ဆရာမကွာဘာချင်းဆိုမှလဲဆရာမနေအောင်ငါစဉ်းစားအောင်မယ်ကျမအနေငယ်စဉ်းစားမိပါသည်ဘာချင်းဆိုရမလဲလွန်ခဲ့တော့နှစ်40ခန်းကတက်တူเจ้าသားเจ้าသူဘွားကအကြိုက်ဆုံးတချင်းကလေးကိုတတိယမိပါသည်တချင်းနဲ့မလေးကြိုပြောအောင်ဆရာမရေယုံရခက်ခက်သူတို့ကလေးတွေပြုံးစီပြုံးစီဖြစ်သွားကြသည် ွေတုဘွဲမှာထိပ်ပြောင်ပိုက်ဆွဲနှင့်စိတ်ယုံမှုကြီးဖြစ်နေသူအကြောင်းသာဟောင်းကြီးဝေထုံးလာမည်ဟုကျမတရင်ရပါသည်။ယုံရခက်ခက်တခြင်းကကိုစင်ကကျမသူ့ကိုဆူပြနေကြတဲ့ခြင်းငငယ်ကစိတ်ပြန်ပေါ်လာ၍လာမသိဒီခြင်းကလေးနှင့်သူ့နှလုံးသားကိုတုတ်ကစားလိုက်ခြင်းပါသည်။အညာဆောင်ဤနနက်ခင်နှိမ့်မုံကလေးများကတဖွေးဖွေးကြလျက်ချီသည်။ရောက်ပြန်လေနုအေးတွင်ချမ်းစိမ့်စိမ့်ချီသည်။ကျောင်းဤချွေတုဖွင့်ပွဲအခမ်းအနားကိုစီကားတိုက်မြိုက်စွာကျင်းပခဲ့သည်။ အခြေခံပညာညွန်ကြားရေးမှုချုပ်နှင့်ဒိုင်းပညာရေးမှုတို့အခမ်းအနားတက်ရောက်ခဲ့ကြသည်အငိမ့်စားဆရာကြီးဆရာမကြီးများကျောင်းသားကျောင်းသူဟောင်းများမြို့မိမြို့ဖားများဆရာဆရာမများနှင့်တိုက်တိုက်ဝန်းဝန်းရှိပါသည်နေ့လယ်မှာအာဇီယာပူဇော်ပွဲကျင်းပသည်ဤကျောင်းတွင် စာပေပညာသင်ကြားပို့ချဆုံးမတုံတင်ခဲ့ကြသောအသက်60ကျော်ဆရာဆရာမကြီးများကိုကျောင်းသူကျောင်းသားဟောင်းတို့ကပူဇော်ကြတော့ကြသည်မြမဆောင်နှင့်အဆိုတော်တို့ကမျက်စရာတစ်ချင်းဖြင့်ငင်းငင်ကလေးဆူပေးနေသည် အသက်အရွယ်ကြီးရင်နေရှာပြီးဖြစ်တော့ဆရာကြီးဆရာမကြီးများအားတည်ခြင်းကြီး၅ပါးဖြင့်ကြောရရ၍ရှင်နေတွင် အေးသွားသည် နောက်တော့တဖြည်းဖြည်းလွမ်းလာသဖြင့်မြေကြီးကြခဲ့ရသည်ညနေခင်းမှတော့เจ้าသူเจ้าသားဟောင်းတွေပြန်လည်ဆုံတွေ့ခြင်းညသာစာဝေခြင်းပါသည်တို့ပွဲမှာဝေထွန်းကိုအခြားတငယ်ချင်းတွေနှင့်အတူနှုတ်ဆက်စကားပြောခဲ့ရသည်ထိတ်ပြောင်ပြောင်ပိုက်ရွှဲရွှဲနှင့်သူ့တော်ရင့်ရော်သွားပြီသို့တော့သူ့ငယ်ရုပ်ကလေးကိုတော့ရေးရေးမြင်မိပါသေးသည်ညမှာတော့ဗေဒာကဝေခြင်းပါသည် ။လာချန်ကွေးကလေးသည်နင်းမုံကြမှာဟမင်းမေကလေးတားလေးရှိသည်။ចောင်းဆောင်ကြီးနှင့်ကာဝဲစင်မှာတော့မိအောင်စုံတွေလင်းနေသည်။ကာလာဘော်ဒူရီယာဝိုင်းနှင့်မြမဆိုင်ဝိုင်းကြီးကတလဲစီတီးမှုဖြောပြနေသည်။ပရိသတ်ဆုံးသောရွှေတုပနာမသရှင်နှင့်ဖွင့်လိုက်သည်။ပြီးမှအလှဝေပြသရှင်ပရိသတ်တို့ဖြင့်ဖြောပြသည်။အခုဆက်လက်ပြီးကျောင်းသူဟောင်းတူဖြစ်တဲ့ဆံမာကြီးဒေါ်တင်လေးကြီးမှယုံရခက်ခဲတဲ့ခြင်းနဲ့တီးဆိုးဖြောပြပါတော့မယ်ခင်ဗျာပရိသတ်ကလက်ကုပ်တန်တစ်ဖြောင်းဖြောင်းနဲ့ဩဘာပေးကြသည် ဒီညဖို့ကျမအလှဆုံးပြင်ထားသည်အကောင်းဆုံးဆိုလိုက်မည်ဟုလည်းအားခဲ့ထားသည်ခြေလင်းမျိုးကြွသောဂီတတန်ရှင်နှင့်အတူခြေစင်းပိုက်ကိုဆိုလိုက်ပြီးခန်းစားမှုပိုင်း၌ကျမသည်အတန်ကိုလှုပ်၍ဆွဆွေးမြမြအော်လိုက်သည်တခြင်းနှင့်အဆုံးမှာတော့ပရိသတ်ကြီးကငြိမ်နေသည်ခဏကြာမှဩဘာလက်ခုပ်တန်များကတပြောင်းပြောင်းထွက်ပေါ်လာသည်တငယ်ချင်းများကကျမကိုလက်ဆွဲနှုတ်ဆက်ကြသည်ကောင်းချီးပေးကြသည်မိအောင်အောက်တွင်ဟန်လုံး၍အင်ဒိုရီဆန်နေသောဝေထွန်းကိုကျမမြင်လိုက်ရပါသည် ပွဲပြီးတော့အိမ်ကိုပြန်ခဲ့သည်အိမ်မှာတော့အမေကမအိပ်သေးဘူး။ဗျာခန်းထဲမှာထိုင်၍စောင့်နေသည်။ကျမသည်နွမ်းဟိုင်မမောနှင့်အမေဘေးမှာခက်မိမိလေးထိုင်လိုက်သည်။အမေကကျမပခုံးလေးကိုတိူတရတိုင်းကဖတ်ထားကငါသမီးအတန်ကတိတ်ကောင်းတာပဲ။တခြင်းလေးရလဲလွမ်းเสียရ။ငါသမီးတိတ်လွမ်းနေတယ်ထင်ပါရဲ့။ဘဝဆိုတာဒီလိုပါပဲသမီးရဲ့။ခုပြောပြောဆိုဆိုကျမ၏ဆံရင်စားကလေးများကိုတတ်ပြီးရင်ကျမနှဖူးလေးကိုနမ်းလိုက်ပါသည် အမေရေမိသားစုမှာ အမေအကြီးဆုံးဖြစ်ရတာဂုံယူပါလေမင်းနဲ့အတူညီမငယ်လေးတွေလူလာမြအောင်ပြုစုပြုထောင်ပေးနိုင်ခဲ့တဲ့အတွက်လေဝမ်းသာကျေနပ်ရပါတယ်ရွှေရုမှာတော့လွမ်းနာဖို့အမေရဲ့ဒါပေမဲ့ရွှေရုအလွမ်းကိုအမေအနမ်းနဲ့ပဲဖြေပါလေအမေရဲ့ဒီနေ့ဖပြခဲ့တဲ့ဝိထုတို့လေးကိုအချိန်ပေးပြီးနာတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ကြည်အပ်ပါတယ်ခင်ဗျာနာတော်တာဆင်သူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ